ှင်ပြူအလူလေးလှုပ်ဖို့မသေးပြူတို့မိသားစုစိတ်လှုပ်ရှားနေကြပါတယ်။ကိုရင်ဝစ်ချင်လုံးနဲ့ဆယ်နှစ်အရွယ်သားဖြစ်သူကအိမ်ကိုပြန်မလာပါဘူး။ဖုန်ကြီးเจ้าမှာသာအနေများပါတယ်။ဖုန်ကြီးเจ้าမှာသာပြောမွေးနေတဲ့သားတော်မောင်ကကိုရင်ဝစ်ချင်လုံးလာတာမို့အလူလှုပ်ပေးရမှာကိုမိသားစုစိတ်လှုပ်ရှားနေကြတာပါ။တခါမှလည်းမလှုပ်ဘူးတော့ကြောက်ဖြစ်ရင်းတွေခုန်နေ။တီလဲချီမှုတယ်။ကိုသားလေးကလည်းတအားကိုဝစ်ချင်နေလို့လေလို့မသေးပြူကပြောပါတယ်။ မသေးဖြူဟာအသက်33နှစ်အရွယ်အညာသူတဦးဖြစ်တာမို့စကားပြောရင်အညာတန်ပါပါပြောလို့ရှိပါတယ်။အမျိုးသားဖြစ်သူကိုလင်းကိုကသူ့ထက်အသက်တစ်နှစ်ငယ်ပြီးအသက်32နှစ်အရွယ်သာရှိပါသေးတယ်။ဒါကြီးဖြစ်သူက10နှစ်၊တမီးဖြစ်သူက6နှစ်အရွယ်ရှိပါပြီ။အညာမှာတားဖြစ်သူစေချောတက်မတိုင်ခင်မှာမိဘတွေကရှင်ပြူပေးဖို့လုံးပန်းကြတာရိုးရာတစ်ခုပါ အခုလဲချောင်းဦးမြို့နယ်အနေကြီးရွာက မတဲပြူတို့လင်မယားဟာလက်လုံလက်စားတွေမို့မွေလေးစုနိုင်အောင်အလုပ်တွေအများကြီးကြိုးစားခဲ့ရတာပါ။ရွာမှာလဲပိုင်ရပိုင်မရှိလက်လုံလက်စားတွေမို့အမျိုးသားဖြစ်သူက2024ခုနှစ်ဩဂုတ်လမှာတခြားနယ်ကိုအလုပ်သွားလုပ်ပါတယ်။ကားမောင်းသူရဲ့နောက်လိုက်အကူအမဲစီထုတ်တာမှအကူသဘောမျိုးလုပ်ရတာပါ။ပထမ9လလောက်ကတရက်ကိုမြန်မာကျပ်ငွေတပေါင်းရပါတယ်။2025ခုနှစ်မှာတော့ လကတွေတိုးရလာပြီးတလကို မွေကြက်၅သိန်းအထိရလာပါတယ်။ရတဲ့လောက်ခတွေကိုကြက်ကြက်ပေါအောင်စုပြီးကိုလာလောက်အလုံးလုံးပြီးကြွားပြန်လာပါတယ်။အမျိုးသားဖြစ်သူကအလုံးသွက်လုံးချိန်မှာမသေးပြူကလည်းရွာမှာရသမျှအလုံးတွေလုံရင်ပတ်စံစုခဲ့ပါတယ်။ဖခင်ဖြစ်သူပြန်မလာခင်ကတည်းကသားကြီးဖြစ်သူကအဖေလာရင်ခေါင်းတုံးမယ်ကိုရင်ဝတ်မယ်လို့ပူဇော်နေတာမို့သားဖြစ်သူဆန္ဒကိုလည်းဖြည့်ဆည်းပေးဖို့ တမိသားစုလုံးဆန္ဒပြင်းပြနေကြတာပါဒါနဲ့ပဲရှိတဲ့ငွေလေးကိုစုပေါင်းပြီးမေလ7ရက်နေ့ကိုဘုန်းကြီးเจ้าမှာ တမနခင်းအလူလေးလှုပ်ဖို့ပြင်ဆင်ကြပါတယ်မန္တကြီးထိုးပြီးအလူကြီးမဟုတ်ပါဘူးဘုန်းကြီးเจ้าကိုပဲ အပြက်လူပြီးတမနခင်းကျွေးလေးလှုပ်ဖို့ပါလို့မသေးဖြူကပြောပါတယ်မေလ10ရက်နေ့မနခင်းမှာတော့အလူဝင်နေမှုမသေးဖြူတို့မိသားစုရင်တခုံခုံနဲ့ပြင်ဆင်နေကြပါတယ် ပထမဆုံးမိသားစုတွေထမင်းစားတောက်ပေးတာနဲ့မသည်းဖြူကမိခင်ဖြစ်သူနဲ့အတူ လေးနှစ်အရွယ်တမင်းငယ်ကိုခေါ်ကာရိုးရအတိုင်းမိဆိုင်ဖဆိုင်နှက်တွေသွားတင်ရပါတယ်။မြောင်းနဲ့အထိနှက်သွားတင်ရပြီးတခြားရွာတွေကိုလည်းသွားတင်ရပါတယ်။အဲဒီနောက်ရွာတွေကအချုံဆိုင်မှာမနှက်ပြန်အလူဝတ်မဲ့အင်ဂျီလေးတက်ရွေးလာခဲ့ပါတယ်။အဲ့ဒီအချိန်ကျေးရွာလေးချောင်းရံကာကွယ်ရေးကတတိပေးတန်တက်တက်ကြားရပါတယ်။ တကယ်ကမသေးဘူးတို့အိမ်ကရွာအစွန်မှာရှိအောင်မို့တတိပေးတန်ကအဲ့လောက်မကျေပါဘူးရွာထဲကတယောက်တစ်ပေါက်ပြောတဲ့အတန်တွေကြောင့်စက်တက်လေးတီပါရာမော်တာလာတယ်ဆိုတာသိလိုက်ပါတယ်မသေးဘူးလဲအိမ်ကိုရောက်အောင်ပြန်ခဲ့ပါတယ်ခေါင်းကြီးเจ้าကတားဖြစ်သူလဲပြန်ရောက်လာတယ်လို့တငယ်ချင်းရဲ့ကားဝတ်ရှော့ကိုသွားနေတဲ့အမျိုးသားဖြစ်သူကလည်းရောက်လာပါတယ်။မြေဆိုင်တရံကအင်္ဂလိပ်ထဲမှာမသေးဖြူတားနဲ့သမီးဖြစ်သူတို့ရှိနေကြပါတယ်။ အဖေချတာတဲ့တယောက်ကကုတ်ပစ်ပေါ်မှာအမျိုးသားကသူ့ရဲ့တန်ငယ်ချင်းဖြစ်သူနဲ့အတူထိုင်နေပါတယ်။အလူဖိတ်ဖို့အတွက်တိုင်ပင်နေကြတာပါ။အဲဒီနောက်ကျေးရွာလေချောင်းရံကာကွယ်ရေးတတိပေးတန်နဲ့ဘုံချတန်ကိုတပြိုင်တည်းကြားလိုက်ရပါတယ်။ဘုံသီးတွေကမသေးပြူလို့ရှိတဲ့နေအိမ်ပေါ်နဲ့အမျိုးသားဖြစ်သူတို့ရှိနေတဲ့အပေါ်တက်တက်ကြီးကိုကြားလာပါတယ်။အောင်ကနေဆိုကျမတတိမေးတယ်လို့ဖြစ်သွားတယ်။ တတိယလို့ကြည့်လိုက်တယ်။အမေအမေနဲ့ကျမသမီးကဂုံဂုံလေး။အဲ့ဒါနဲ့ဟုတ်တော့ငါသမီးလေးဘာမှမဖြစ်ဘူးဆိုပြီးပွက်ချီပြီးသားလေးကိုရှာလိုက်တော့ညင်ရက်เสียမှရှိပါဘူး။သွေးတွေနဲ့မျောနေပြီလို့မသေးဘူးကအုံငူလိုက်ရင်ပြောပါတယ်။သားဖြစ်သူကသွေးထွက်လွန်နေတာကို ကြည့်ပြီးအရင်ပြင်ပတ်အရင်ပြေးထွက်ပြီးအာခိုးเสียခင်မုန်းဖြစ်သူကိုကြည့်လိုက်တော့ခန္ဓာကိုယ်အပိုင်းပိုင်းပြက်ပြက် သွေးအိုင်တွေကခင်မုန်းဖြစ်သူကိုတွေ့လိုက်ရပါတယ်။ရှင်နာစရာကောင်းချက်ကတော့ကျမစိတ်ကိုမဖြေတာဘူး။ကျမသမီးလေးအသက်ရှင်ရေးကိုထိန်းပြီးတော့လေကျမယူမတက်ပါပဲလို့မတဲဖြူကငိုနေရင်းဆက်ပြောပါတယ်။ယောက်ျားဖြစ်သူအပြင် အတူရှိနေတဲ့တငယ်ချင်းပါတည်ဆုံးခဲ့တာပါ။အပိုင်းပိုင်းပြက်ကသွေးအလိမ့်လိမ့်ဖြစ်နေတဲ့သားနဲ့ယောက်ျားကိုကြည့်ရင်နောက်တစ်ချိန် စက်တက်လေးထီလာတယ်ဆိုတဲ့အတန်ကြောင့်သမီးငယ်လေးကိုပွတ်ချီကနေရာကနေမသေးဖြူပြေးထွက်ခဲ့ပါတယ်။ဒါပေမဲ့မသေးဖြူရဲ့ခြေထောက်ကဘုံစမှန်တဲ့နေရာကသွေးတွေပန်းထွက်နေတယ်လို့သမီးငယ်ရဲ့ပေါင်တဲ့လက်ကဒဏ်ရာကလည်းသွေးတလက်ဆက်ထွက်နေပါတယ်။ကဲကြပါ၊ကုကြပါလို့အော်ဟစ်ရင်းဝါးနှစ်ပြန်စာလောက်ပြေးပြီးတဲ့နောက်ဒဏ်ရာကြောင့် ဆက်မပြေးနိုင်တော့ပဲလဲကျသွားပါတယ်။စက်တက်လေးတီးလာတဲ့အတန်ကြားထဲမှာသမီးငယ်ကိုရင်ဘတ်မှာပိုက်ရင်းမြေကြီးပေါ်ပလက်လန်လှဲချလိုက်ပါတယ်။ตาမီနှစ်ယောက်ဖြစ်ပလိစီတော့ဆိုပြီးဒါပေမဲ့လည်းထတ်တော့မလာပါဘူးလို့မသေးပြူကပြောပါတယ်။မေလ17ရက်နေ့မှာရှင်ဖြူမဲ့တားဖြစ်သူမောင်ရင်လောင်းနဲ့အလုတ်ဒါရက်ကာတို့ဆုံးပါသွားခဲ့ပါတယ်။ဒါကြောင့်မေလ17ရက်နေ့မနက်မှာ ရှင်ပြုတ်အလူအစားတက်ပြောက်ဆုံးကလိုက်ရပါတယ်။ရှင်မှန်းချက်ထားတာပေါ့ကျမသားလေးကိုရှင်ပြုတ်ရမယ်ဆိုတဲ့ဇွဲနဲ့ဒါပေမဲ့တစ်ချက်ကလည်းအဲ့ဒီလေးတီးလာတာကိုသိရတာနဲ့လူဖို့အရေးပဲကျုပ်ကနှလုံးသွင်းတော့သတိမေ့တယ်လို့လည်းဖြစ်သွားတဲ့သဘောပါလို့သူ့ကိုယ်သူအပြည့်ဖွဲ့တယ်လို့မိုးနေရင်နဲ့ပြောပါတယ် 2025ခုနှစ်အတွင်းမုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်အနီးမှာစစ်ကောင်စီကစက်တက်လေးတိအထိုင်စခန်းတစ်ခုပြုလုပ်ပြီးဒရဇက်လေးချောင်းတက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။ချောင်းဦးမြို့မှာဆိုနေတိုင်းနေပါဒီစက်တက်လေးထူးတွေဟာတရက်ကိုနှစ်စီးအထိကျေးရွာတွေအပေါ်ပြန်ဝဲခဲ့တယ်လို့ဘုံကျဲတာတွေလည်းပြုလုပ်ခဲ့တယ်လို့ဒေသခံတော်လန်ရေးတပ်ဖွဲ့ခေါင်းဆောင်တအူးကပြောပါတယ်။စက်တက်လေးထိနဲ့ဘုံကျဲမှုမှာ ချောင်းဝမြို့နယ်အတွင်းမှာအရတားပြည်သူတေဆုံးတာတွေစက်တိုက်တိုးလာနေပါတယ်။စစ်တပ်ရဲ့အရတားတွေပြတ်မှတ်ထားလာတဲ့2025ခုနှစ်နောက်ပိုင်းလေကြောင်းတိုက်ခိုက်မှုတွေမှာတာမန်အရတားမတဲပြူတို့မိသားစုလည်းပါဝင်ခဲ့ပါတယ်။ကျွန်မအဲ့ဒီနေ့ကသင်္ကန်းကခဲ့ရပါတယ်။သူတို့ကိုရည်စူးပြီးတော့ပေါ့။အလူရေဆက်ကတော့ဖြစ်မလာခဲ့ပါဘူး။